မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဆက်ကားလီကတော့လောကကျင်းဝတ်တွေကိုစန့်ကျင်ပြီးစိတ်အလိုကိုလိုက်ခဲမိကြတဲ့လင်မယားစုံတဲ့နှစ်တွေရဲ့သူမယားငါယူငါမယားသူယူဖြစ်သွားတဲ့အထဲမှာဖော်ပြလို့မရတဲ့ချစ်ချင်းမြတ်တာတွေကိုရုပ်ရှင်ကြည့်ရသလိုမဟုတ်ပဲယူလီယာနေတဲ့ကဗျာတပုံဖန်နေရသလိုရတာမျိုးဖြစ်အောင်ရိုက်ပြထားတဲ့ In the Move for Less ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်စာ1962ခုနှစ်ဗြိတိရှ်ဟောင်ကောင်မှာအခန်းငှားကြဖို့အတွက်တင်းကောကုမ္ပဏီတစ်ခုက အတွင်ရေမှုချန်တဲ့သတင်းနောက်ချောင်းတို့ဟာတရက်ထဲမှာပဲအခန်းချင်းကက်ရက်ငှားခဲ့မိကြတယ်။နောက်နေ့ပြောင်းရွှေ့လာကြတဲ့အချိန်မှာပစ္စည်းတွေအခန်းမထဲကြသလိုဘယုတ်ဒုက္ခတိုက်ဆိုင်မှုမျိုးနဲ့စုံခဲ့ကြပြီးချောင်းနဲ့ချန်လဲအိနီနာချင်းမိတ်ဆွေဖြစ်မိတ်ဆက်လိုက်ကြတယ်။နှစ်ယောက်လုံးမှလည်းအလုတ်ကိုစီနဲ့အိမ်တော်တွေရှိနေကြလို့အင်ရှင်ဖြစ်တဲ့စူရမကြောက်ဝိုင်းမှာမကြာခဏဆုံဖြစ်ကြပေမဲ့လမ်းတွေပြုံပြနှုတ်ဆက်လောက်ပဲရှိခဲ့ကြတယ် ချန်ရဲ့ယောက်ျားကတော့တတိကဂျပန်လူမျိုးဖြစ်နေလို့ဟောင်ကောင်နဲ့ဂျပန်ကိုကူးကလန်ခတ်နေရပြီချန်ကတော့အမြဲတမ်းလိုလိုတယောက်တည်းပဲကြံနေခဲ့ရတယ်တယောက်တည်းဖြစ်သလိုအလုတ်ကတပတ်နဲ့ဆိုတော့ချန်မစားဖြစ်ပဲအပြင်စာတွေပဲစားနေရလို့ဆူရိုကလည်းသူတို့နဲ့ဝယ်စားဖို့ပြောပေးမယ်ချန်ကတော့အမြဲလိုလိုပဲညင်းနေခဲ့တယ်ချောင်းရဲ့မိမကလည်းခရီးတွက်ဖို့အတွက်ပြောထားလို့ချောင်းလဲသူကောင်းဆောင်စီကခွင်တောင်းကြည့်လိုက်တော့နေလေစာဝယ်ကြွေးခိုင်းပြီးအဆင်ပြေသွားခဲ့ကြတယ် ဆူရိုကလည်းကိုချမ်းဝယ်လာပြီးတဲ့ဂျပန်ထမင်းမောင်ကိုစားသုံးကြည့်ပြီးကြိုက်နေကြလို့ချောင်းလဲလိုချင်သွားတော့ကိုချမ်းပြန်လာရင်တလုံးလောက်ဝယ်လာပေးဖို့ချမ်းစီမအကူကြီးတောင်းလိုက်တယ်။ကိုချမ်းပြန်ရောက်လာတော့ထမင်းပေါင်းအိုအတွက်ချောင်းလဲကျေးဇူးတင်စကားသွားပြောပြီးကြားတင်ငွေပေးမယ်လို့ပေးမယ်။သူမိမပေးသွားတယ်ပြောလို့နည်းနည်းစဉ်းစားသွားရတယ်။ချောင်းရဲ့လုပ်ဖို့ကင်ဘတ်ပင်ကလည်းစင်ကာပူသွားဖို့အတွက်ချမ်းစီမလမ်းညွှန်ပေးလိုက်တာကိုတမင်ကရုံးပြောင်းနဲ့ပြန်လာပြီးနောက်နေ့မှအုပ်ထုပ်သွားယူဖို့ပြောသွားတယ်။ ချောင်းလဲအိမ်တောင်ရှိတယ်တော့လို့အတန်တန်တားတည်တဲ့ကြားကပဲပင်ကတော့မရတော့ဘူးချမ်းရဲ့အလှပါတွေရောပြပြမှောက်နေလို့ပြောချင်ရပြောပြီးထွက်သွားခဲ့တယ်ချမ်းကလည်းတရင်စာဖတ်တော့ချောင်းစီမှာအကူကြီးသွားတောင်းရင်နှစ်ယောက်သားစကားတွေပြောဖြစ်ကြပြီးနောက်ရက်တွေမှာတော့ချောင်းတို့လင်မရလဲရန်တွေဖြစ်ခဲ့ကြတယ်ချောင်းရဲ့မိမကလည်းအကြောင်းမျိုးမျိုးပြပြီးနောက်မီးလင်းနေတာကိုတတိထားမိသွားလို့ချောင်းတယောက်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တယ်ချမ်းကလည်း ခေါက်ဆွဲသွားဝယ်တာတော့အရင်လိုမရှင်ပြတော့ပဲငုံငိုင်နဲ့ပြန်လာရင်ခြောင်းနဲ့လမ်းမှာရှောင်ကြပြီးအထီးကျန်လူနှစ်ယောက်ရဲ့တွေးဆမှုကတိတ်မလာပါခဲ့ဘူးအမြဲတမ်းပြဿနာနဲ့ပင်ကလည်းမြင်းပွဲရှုံပြီးဖားကိုအကျွေးရွက်လာလို့ခြောင်းစီမှာပတ်ဆက်လာချီတော့ရှေးစုမဲစုလေးတွေကသုံးပုံနဲ့နဲ့ပဲခြံပြီးပေးလိုက်ရတယ်နောက်ထပ်မချောင်းကိုငနေတကောင်နဲ့လမ်းမှာတွေးခဲ့တဲ့အကြောင်းပြောပြလိုက်တော့သူရဲ့လှုပ်ဖို့ကင်ဘက်ဖြစ်မှာပါလို့စကနေရန်စဲပြန်ပြောလိုက်တယ်ချန်လေး ထွေရလေးပါပြောဖို့မချောင်စီမှာသွားစူးစမ်းကြည့်ပေးမယ်။သူ့ကိုအပြောမခံပဲတကားပြန်ပိတ်သွားပြီးသူတို့နှစ်ယောက်ရဲ့ဇလန်းတွေရက်တန့်ဖို့ကိုချမ်းကိုပြောလိုက်တယ်။အထီးကျန်အမကျန်လူသားနှစ်ယောက်လည်းခောက်ဆွဲပြုတ်ဆိုင်ကလမ်းဟောင်းလေးမှာထက်ရှောင်ကြရင် ရုတ်တရက်မိုးရေရွာလာတော့ချောင်းလေးလမ်းထိပ်မှာမိုးဝင်ခုန်နေလိုက်တယ်။ချံကလည်းခောက်ဆွဲဆိုင်မှာပဲထိုင်ဆောင်ရင်းစိုင်သိန်းချင်းရောက်လာတော့မှအတူတူပြန်ကြပြီးသူတို့အိမ်သူတတ်ထားတွေအိမ်ဦးနှက်တွေအကြောင်းမေးလိုက်ကြတယ်။နောက်ပိုင်းမှာတော့ပွင့်ပွင့်လင်းလင်းနဲ့အပြင်မှာခေါ်တွေ့လိုက်ကြပြီး ခြံကင်နဲ့လက်ကင်အိလေးကိုသူမိမတော်မှာပြဖို့ပြောလိုက်တယ်။ဘယ်မိမကမှပုံစံတူတစ်ခုတည်းကိုနောက်တရောက်နဲ့စင်တူမတုံးချင်လောက်တဲ့အကြောင်းခြံကပြောလိုက်တော့တွေ့ဝိုက်သောနီးနဲ့ပဲသူတို့ရဲ့ခန်းစားချက်တွေထွက်လာခဲ့ကြတယ်။ချောင်းရဲ့လေစီကိုလည်းဘယ်ကဝယ်တာလဲမေးကြည့်တော့သူမိမဝယ်ပြီးတာလို့ပဲទីလိုက်ရပြီးစကလုံးတွေလှပအောင်တုံးနှုံနေရတာပင်ပန်းလာတော့ဒဲတွေပဲပြောပြီးပြန်လာလိုက်ကြတယ်။လမ်းရောက်တော့သူတို့အိမ်တော်ဘက်တွေ ဖောက်ပြန်နေတာကိုမခံနိုင်ကြလို့သူတို့လည်းတံပြန်ဖောက်ပြန်ကြဖို့နှစ်ယောက်သားစူးစမ်းကြည့်ခဲ့ကြတယ်။နောက်နေ့လဲဆိုင်မှာထပ်တွေ့ကြပြီသူတို့အိမ်အောင်ဘက်တွေကြိုက်တက်တဲ့အစားအစာမျိုးကိုတံပြန်မှာစားကြရင်းနှစ်ယောက်လုံးရဲ့အပုံးစိတ်လေးတွေကတဖြည်းဖြည်းပေါ်လာခဲ့ကြတယ်။မချောင်ကလည်းဂျပန်ရောက်နေတော့သူတို့တွေဂျပန်မှာဒီချိန်ဆိုဘာတွေလုပ်နေကြမလဲဆိုတာကြံခဲ့တဲ့နှစ်ယောက်လည်းတွေးကြည့်လိုက်ကြတယ် တို့တွေးကြည့်တဲ့အတိုင်းတံပြန်လုံမယ်ဆိုဟိုတယ်ရောက်သွားကြပြီးပြန်လာတော့မှပဝင်းချင်းမရေမီအောင်ခြောင်ကလမ်းမှာဆင်းကြံခဲ့လို့မိုးမိသွားခဲ့တယ်။နောက်တကြပင်းရောက်လာတော့ချမ်းစီမှာဖွန်လာကြောင်းရင်ခြောင်ဖျားပုံနေတဲ့အကြောင်းပြောပြလိုက်လို့လူမမစာလေးကိုချမ်းကိုယ်တိုင်ချက်ပြုတ်ပေးလိုက်တယ်။နောက်နေ့ထပ်တွေ့တော့သူတို့အိမ်အောင်ဖြူခဲ့ရတဲ့အချင်းတွေကိုနောင်တရကြောင်းပြန်ပြောကြပြီးခြောင်ကတိုင်းဝဲထူရေးနေလို့သူနဲ့အတူရေးပေးဖို့ချမ်းကိုအကူအညီတောင်းလိုက်တယ်။ အထီးကျန်လူနှစ်ယောက်ကရိုမန်တစ်ကြပြားတွေဘာတွေမရေးပဲတိုင်းလောကအကြောင်းတွေကိုစီရေးနေကြပြီးတော့တယောက်တည်းပြန်ဖက်ခိုင်းခဲ့ကြတယ်တိုင်ပတ်ချင်တော့ချောင်းအခန်းကထွက်ဖို့လုပ်ပြီးမယ်ဆူရိုကတညာလုံးမာကြောက်ကစားနေလို့နှစ်ယောက်သားမနဲ့ရောက်တဲ့အထိငုတ်တုတ်ထိုင်ပြီးစကားပြောဖြစ်ခဲ့ကြတယ်နှစ်ယောက်လုံးကလည်းသူတို့စိတ်ကိုသူတို့မလုံလို့အကြောက်လွန်နေတော့ဒုက္ခတွေရောက်ပြီးနောက်နေညာထက်ရောက်မှာပဲခြံလဲခိုးပြန်လာခဲ့လိုက်ရတယ်သူတို့ရဲ့ခိုးကြောက်ခိုးဝဲနဲ့ရေခဲ့တဲ့တိုင်းစာအုပ်ကအောင်မြင်သွားလို့ နောက်ထပ်ဇလန်တွေထက်လာအပ်တော့သူတို့နှစ်ယောက်အတွက်တီးတန့်ကပါလီဖန်တီးဖို့ပြောလိုက်တယ်။ခြံကညင်လိုက်တော့ခြောင်တယောက်တည်းသူ့အခန်းကိုမပြန်တော့ပဲသူငားထားတဲ့ဟိုတယ်မှာပဲစာရီရေးနေမှာမတွေ့ရရင်မနေနိုင်တော့တဲ့ခြံလေးလိုက်သွားခဲ့တယ်။စိတ်ကမပြတ်သားနိုင်လို့တွားရကောင်းလို့မတွားရကောင်းလို့နဲ့ပဲအရေးစွန်ပြီးဝင်သွားလိုက်တော့ကောင်းလို့တွေဖြစ်ပြီးနှစ်ယောက်သားအခန်းထဲမှာပဲစာရင်းအချိန်တွေကုန်နေခဲ့ကြတယ်။ နှစ်ယောက်တည်းကဘာမှပျော်ရွှင်စရာလေးတွေဖြစ်လာပြီးအချိန်တွေတဖြည်းဖြည်းကုန်လာတော့မမြင်ရပေမဲ့ဖြတ်တောက်ဖို့ခက်တဲ့နှောက်ကျိုးလေးတမြင်တွေဖြစ်လာခဲ့ကြတယ်။ချန်ကလည်းသူ့ယောက်ျားပြန်ရောက်လာတော့နောက်တစ်ယောက်ရှိနေလာလားလို့တဲမေးလိုက်တော့မှရှိတယ်ပြောလို့ပါချပီးလိုက်တော့အဆန်းလေးကျင်းနေတဲ့ချောင်းလေးခံလိုက်ရတယ်။ချောင်းလေးမျက်နှာငယ်လေးနဲ့သူ့ဝန်ခံရင်ပါမချဖို့အတန်တန်မာပြီးနောက်ထပ်တစ်ခါထပ်တရုပ်ဆောင်တော့ပါချတဲ့ခံတော့မပါတော့ပေမဲ့ချန်ကတော့တကယ်ရီခံစားသွားခဲ့ရတယ်။ ပဝင်းချင်းကလည်းရိမ့်မိလာလို့စူလက်ခေါ်တရီပေးလိုက်မှချန်လဲတရီထားနေပြီးဟိုတယ်မသွားဖြစ်တော့ပဲမွာကြောက်ဝိုင်းနာမှာသွားလွန်နေလိုက်တယ်ဘသူကိုလွန်လို့လွန်မှမသိပေမဲ့ချောင်းကတော့မိုးရွာကြီးတဲ့ရောက်လာပြီးချန်အတွက်ထီးလေးသွားယူပေးပေးမယ်သူထီးမြင်ရင်လဲနှစ်ယောက်အတူရှိနေကြတာရိမ့်မိကြမယ်လို့မတွေးမိခဲ့ဘူးနှစ်ယောက်သားမဖြစ်နိုင်တော့တဲ့ဘဝမှာအိမ်မဆက်မမကြတော့ပဲဒေတာအပြောင်းလဲဖြစ်အောင်ချောင်းလဲစင်ကာပူမှာအလုံးနဲ့သွားနေဖို့အကြောင်းပြောလိုက်တယ် မမျောလင့်ထားတဲ့အခြေအနေတွေမှာအပုံးစိတ်ကနှိုးဆော်လို့နှစ်ယောက်သားပျော်ရွှင်ခဲ့ကြပြီမယ်ဘဝင်းချင်းကိုအလေးထားတဲ့လူနှစ်ယောက်ရဲ့တုံ့ပြန်မှုတွေကခက်ခဲနေခဲ့ကြတယ်ဆာကမတွေ့ကြရင် ကောင်းမယ်အခုတော့မပေါင်းရတော့ဘူးကွယ်အဲ့လိုတွေဖြစ်ကုန်လို့ချင်းနေပါလိဟနဲ့ရှင်နာနာနဲ့ကြောခိုင်းသွားရတဲ့ခန်းစားချက်ကိုတော့ခန်းစားဖို့သူတိုင်းသိကြပါလိမ့်မယ်စိတ်မပူပါနဲ့တကယ်မဖြစ်သေးကြပါဘူးအစမ်းလေးကျင်နေတာပါ ရဟားစဲမှာတော့ချမ်းခမရတော်တော်လေးဟက်ထီသွားလို့မနေပြန်ချော့လိုက်ရတယ်။လက်စွပ်ကိုစီနဲ့လက်တဆုံဟာလောကကျင်းဝရဲ့စီးပောင်တွေအပြင်ကနေမြေမြေဆုပ်ကင်ထားကြရင်အခန်းမပြန်ကြပဲအပြင်မှာတညလုံးရှောက်သွားခဲ့လိုက်ကြတယ်။နောက်နေ့တွေမှာတော့နေရန်လွှီးချနေတာတော့တကပါဝေးလို့လွမ်းကြရင်ချောင်းကလေးသူနဲ့လိုက်ခဲ့ဖို့ပြောပြီးတကယ်တမ်းသွားမယ့်အနေမှာတော့ရောက်မလာခဲ့လို့တယောက်တည်းထွက်လာခဲ့ရတယ်။ခြံလေးအမောတစ်ခုနဲ့ပြေးလာခဲ့ပေမဲ့ လက်လွန်ချက်သွင်းတွေဖြစ်ကုန်လို့အခန်းထဲမှာတယောက်တည်းချိန်ကိုပြီးပျော်ရွှင်ရမလားလို့လင်းငယ်မရင်ငယ်ထားကြပါတယ်သူတို့ကြာမှာပဲတပူပေါ်ကလာတက်ပြီးမျက်ရည်နဲ့မျက်ခွက်တွေကိုဖြစ်လို့1963ခုနှစ်ရောက်လာတဲ့အချိန်မှာတော့ပေးနေအတူတူတောက်ကြရင်သူစီမှာလိုဝက်ချက်တစ်ခုရှိရင်တောင်ပေါ်ကတစ်ပင်ကိုအပေါက်ဖောက်ပြီးပြောချင်တာတွေပြောပြီးရှင်နဲ့ပြန်ပိတ်ခဲ့တဲ့အကြောင်းပြောပြလိုက်တယ်ချမ်းကလည်းစင်ကာပူကိုရောက်လာပြီးချောင်းရဲ့အခန်းမှာတရေတမောဝင်အိပ်ပြီးမှအခန်းထဲရှောက်ပတ်ကြည့်ရင်ဆက်လေလေးတွေ့လို့မီးညစ်တောက်လိုက်တယ် ချောင်းရဲအလုပ်ကိုဖုံးဆက်လိုက်ပေမဲ့ဘာမှမပြောဘဲပြန်ထွက်သွားပြီးစူရိုအင်ကိုတွားလဲတော့ဟောင်ကောင်မှာအခြေအနေမကောင်းတော့လို့သူတို့လည်းပြေးတော့မယ်ဆိုတာသိလိုက်ရတယ်။ချောင်းရဲအခန်းဘက်ကိုကြည်လိုက်ပြီးတော့အတိတ်ကရိတ်တွေပြန်ပေါ်လာလို့မျက်ရည်စာတွေနဲ့ပြန်ထွက်လာတော့မှချောင်းကလည်းဟောင်ကောင်ကိုပြန်ရောက်လာခဲ့တယ်။တဲ့အိမ်လုံးမှာလူသစ်တွေပဲဖြစ်နေလို့အခန်းကိုအလွမ်းပြေလှက်ပတ်ကြည့်ရင်နောက်ပိုင်းမှာတော့ချန်လေသူတို့ရဲ့လက်ချက်မှမသိတဲ့ခလေးတစ်ယောက်ရသွားခဲ့တယ်။1966ခုနှစ် BNN စစ်ပွဲကာလတွင်မှာ ပြင်သစ်သမ္မတချားစ်ဒီကောင်းနဲ့ကမ်ဘောဒီးယားခီးစဉ်ကိုလူပေါင်း2သိန်းလောက်စောင့်ကြိုခဲ့ကြတဲ့တရင်တပုတ်ရဲ့နောက်ွယ်မှာတော့ချောင်းလေးကမ်ဘောဒီးယားကိုရောက်သွားခဲ့ပြီးအန်ကာဝတ်ထဲကကျောင်းနေရတခုမှလိုဝက်ချက်တွေပြောထည့်ပြီးအပေါက်လေးပြန်ပိတ်ထားခဲ့လိုက်တယ်။ချောင်းရဲ့လုံရက်တွေအားလုံးကိုကျောင်းပေါ်ကကိုရင်လေးတစ်ပါးကကြည်နေပြီးသူလည်းနေရန်ကိုရင်ဖွင့်ပြီးမှလွတ်လပ်ပေါ်ပါစွာနဲ့ပြန်ထွက်လာရင်ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။ ဒီစကားလေးမှာပေးချင်တဲ့ message ကတော့လူတွေဟာပုဂ္ဂလတိတိကြောင့်မဖြစ်တဲ့မဖြစ်ထိုက်တာကိုတည်တည်ကြည်နဲ့သူတို့ရဲ့အငုံစိတ်ကြောင့်နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့အရှိတွေတိုးမိကြပြီးတော့ထန်နေကြီးဖြစ်သွားကြတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ